ာပါဆီယန်တိုင်းဒရင်ထနာရဲ့2025ခုနှစ်မလ6ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကြောင်းတွေကတော့ရုရှားနိုင်ငံရဲ့အမျိုးသားအောင်ပွဲနေ့ရင်ပင်နီရှိတဲ့ပွဲအခမ်းအနားကိုတက်ရောက်ဖို့နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမေအောင်လိုင်ကိုရုရှားသမ္မတပူတင်ကဖိတ်ကြားထားတဲ့ဆိုတဲ့သတင်းယူကရိန်းနဲ့ရုရှားစစ်ပွဲဖြစ်ပွားနေတဲ့အချိန်ယူကရိန်းနိုင်ငံအတွင်းရှိကုမ္ပဏီတွေကသူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုဆက်လက်လက်ပတ်နေတဲ့အခြေအနေကိုထိုင်ဝမ်ကလေ့လာနေတယ်ဆိုတဲ့သတင်းအပါအဝင် ။နောက်ဆုံးရပြည်တွင်းသတင်းတန်ခါးတကားသတင်းနဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါ။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့ရုရှားရဲ့အမျိုးသားအောင်ပွင့်နေညီမနီချီတပ်ပွဲအခမ်းအနားကိုတက်ရောက်ဖို့နာဆာကဥက္ကဋ္ဌပူဇော်မူကြီးမင်းအောင်လိုင်ကိုဖိတ်ကြားခဲ့တယ်လို့မြန်မာတပ်မတော်ကလည်းချီတပ်ပွဲမှာပါဝင်ချီတက်ဖို့ရုရှားသမ္မတပူတင်ကဖိတ်ကြားထားတဲ့ဆွေးနွေးသတင်းကိုတင်ဆက်ပေးပါမယ်။ရုရှားနိုင်ငံရဲ့အမျိုးသားအောင်ပွဲနေ့ယင်မီနီချီတက်ပွဲအခမ်းအနားကိုတက်ရောက်ဖို့နာဆာကဥက္ကဋ္ဌပူဇော်မူကြီးမင်းအောင်လိုင်ကိုဖိတ်ကြားခဲ့တယ်လို့ မြန်မာတပ်မတော်ကိုလည်းခြိတက်ပွဲမှာပါဝင်ခြိတက်ဖို့ရုရှားတပ်မတော်ပူတင်ကဖိတ်ကြားခဲ့ပါတယ်။2025ခုနှစ်မေလ9ရက်မှာ82ကြိမ်မြောက်အမျိုးသားအောင်ပွဲနေ့ကိုမော်စကိုမြို့မှာကျင်းပမှာဖြစ်ပြီးရင်းပြင်းနီးမှာခြိတက်ပွဲလုပ်မှာဖြစ်ပါတယ်။အဲ့ဒီကန္နာကိုနာဆကဥက္ကဋ္ဌပို့ချုပ်မှုကြီးမေအောင်လိုင်းကိုအခမ်းအနားတက်ရောက်ဖို့ရုရှားသမ္မတပူတင်ကဖိတ်ကြားခဲ့တယ်လို့မြန်မာတပ်မတော်ကလည်းယင်းမင်းကြီးချစ်တက်ပွဲမှာပါဝင်ချစ်တက်စီလို့ကြောင်းပြောကြားခဲ့ပါဗျ။ရုရှားသမ္မတပူတင်က မေလာကူယနီမှာ82ကျင်းမြောက်မြို့သားအောင်ပွဲနေ့ကိုမော်စကိုမြို့မှာကျင်းပမှာဖြစ်ပြီးတော့အဆွေတော်ဝင်ကြီးချုပ်ကိုအခမ်းအနားကိုပါဝင်တက်ရောက်နိုင်ဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်မြန်မာနိုင်ငံကကုစားပြုတ်တပ်ဖွဲ့ကိုလည်းယင်းမင်းကြီးချစ်တပ်ပွဲမှာပါဝင်ချစ်တက်စီလိုပါတယ်လို့ပြောပါရတယ်။အဲဒီနောက်နိုင်ငံတကာကိစ္စရပ်တွေကိုဆွေးနွေးလို့ကြောင်းနိုင်ငံတကာပြည်ထနာအများစုနဲ့ပတ်သက်ပြီးရုရှားမြန်မာရည်တည်ချက်တွေကိုညှိကြောင်းနိုင်ငံတကာမျက်နှာစာမှာပူးပေါင်းဆောင်ရွက်မှုတွေရှိကြောင်းသူကပြောပါရတယ်။နောက်စကားဥက္ကဋ္ဌပူဇော်မှုကြီးမင်းအောင်လှိုင်ကရုရှားသမ္မတပူတင်ရဲ့ဖိတ်ကြားချက်နဲ့ရုရှားနိုင်ငံကိုမလ3ရက်နေ့က စတင်ကချစ်ကြည်ခီတွားရောက်ခဲ့ပြီးမလ၄ရက်ကသမရပူတင်ရုရှားဝန်ကြီးချုပ်ရုရှားလုံခြုံရေးကောင်စီအတွင်းရင်မူရုရှားလွတ်တော်ဥက္ကဋ္ဌရုရှားဆိုရဖွဲ့တာဝန်ရှိသူတွေနဲ့တရားစီတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။လက်စကဥက္ကဋ္ဌပူဇော်မူကြီးမင်းအောင်လိုင်ကကျွန်တော်ရဲ့ချစ်ကြည်ခီစဉ်ကိုအစသာရာပြည်စုံဆောင်ဝန်ပေးမှုနဲ့ညွှန်ထွက်စွာကျေးဇူးမူများအတွက်လည်းလှိုင်လျောစွာကျေးဇူးတင်ရှိပါကြောင်းနဲ့အဆိုရသမရယူလေအခါခွဲအသိတဲ့ချိန်မှာမြန်မာနိုင်ငံကိုချစ်ကြည်ခီလာနိုင်ဖို့အတွက်လည်းဖိတ်ကြားအပ်ပါတယ်။ နဆက်ကဥက္ကဋ္ဌပူဂျုံမူကြီးမင်းအောင်လှိုင်ရဲ့ရုရှားခီးစဉ်အတွင်းမှာနှစ်နိုင်ငံသဘောတူညီချက်၁၀ခုကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။အဲဒီနောက်နဆက်ကဥက္ကဋ္ဌပူဂျုံမူကြီးမင်းအောင်လှိုင်ဟာဘယ်လာရုစ်သမ္မတလူကာရှန်ကိုရဲ့ဖိတ်ကြားချက်အရဘယ်လာရုစ်နိုင်ငံကိုချစ်ကြည်ရေးခီးစဉ်ဆက်လက်တောင်းရောက်မှာဖြစ်ပြီးဘယ်လာရုစ်သမ္မတနဲ့တွေ့ဆုံကဆွေးနွေးကြမှာဖြစ်ပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့ရုရှားနိုင်ငံဟာမြန်မာပြည်ထဲမှာလာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုရင်ရုရှားနိုင်ငံကနေပုဂ္ဂလိကလုံခြုံရေးတပ်တွေဟာသူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုကာကွယ်ဖို့မြန်မာပြည်တွင်းကိုဝင်ရောက်လာနိုင်တယ်လို့စီးအင်းနိုင်ငံရဲ့ကိစ္စတွေကတုံ့တက်ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရုရှားနိုင်ငံဟာမြန်မာပြည်တွင်းကိုလာရောက်ရင်းနှီးမြှုပ်နှံရင်ရုရှားနိုင်ငံကပုဂ္ဂလိကလုံခြုံရေးတပ်တရသူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုကာကွယ်ဖို့မြန်မာပြည်တွင်းကိုဝင်ရောက်လာနိုင်တယ်လို့စီးရဲနဲ့နိုင်ငံရေးကိခဲတွေကပြောပါရယ်ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကို2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ419အရပြဋ္ဌာန်းလိုက်တယ်လို့နာဆကက2025ခုနှစ်ဖေဖော်ဝါရီ18ရက်မှာထုတ်ပြန်ခဲ့ပါရယ်ရုရှားမြန်မာကြားထဝယ်ရေးနယ်စခန်းနျူကလ িয়ার တပ်ပေါင်းဖို့စာချုပ်တွေချုပ်ဆိုပြီးဖြစ်ကစီးပွားရေးလုံမဲ့သူတွေအနေနဲ့လုံခြုံရေးအတွက်စဉ်းစားမှာဖြစ်တာကြောင့်ရုရှားတပ်တွေလည်းပြည်တွင်းကိုဝင်ရောက်လာနိုင်တယ်လို့အမျိုးသားဒီမိုကရေစီအင်အား ားစုပါတီ NDF ကဒူအိုခရာဦးထောင်ကျော်ကဆီယန်တိုင်းဒေသနာကိုပြောပါတယ်ခဏကတော့ you know second ပြီးတော့အခုဒီတခါလဲ nuclear တပောင်းဖို့လို့တော့စာချုပ်ချုပ်လာလဲရောကြားတာပေါ့နော်ဆရာနောက်ထပ်ပါရီထပ်ချုပ်မယ်တော့မပြောတတ်သေးဘူးနည်းနည်းလေးရက်ကစီမှာဆိုတဲ့ခါကျတော့အဲ့ဒီဟာတွေအတွက်ကတော့ဘာပဲဖြစ်ဖြစ်ဒီအချိန်မှာဟိုစီးပွားရေးလုပ်မဲ့လူတွေအကုန်လုံးအနေနဲ့ကတော့ လုံခြုံရေးအတွက်ကိုယ်ကစဉ်းစားမှာပဲလေစဉ်းစားမှာပဲဆိုတော့ဒီလုံခြုံရေးဥတွေလည်းပြဋ္ဌာန်းပြီးသားဆိုတဲ့အခါကျတော့ဖြစ်နိုင်တာပေါ့ကိုရုရှားလည်းဖြစ်နိုင်တာပဲတရုတ်လည်းဖြစ်နိုင်တာပဲအိန္ဒိယလည်းဖြစ်နိုင်တာပဲအိမ်တိုင်းမဲ့တစ်ခုပဲရှိတာကျွန်တော်တို့ကအာနီးဥတွေပေါ့နီးဥတွေကိုကျွန်တော်တို့ကမတွေ့ရသေးတဲ့အခါကျတော့ဒီအပေါ်ကနေပဲကြည့်နေနီးဥတွေလာပြီးမှဆိုလို့ရှိရင်လည်းပို့ပြီးတော့မှဆင်းရှင်းလင်းလင်းပို့ဖြစ်လာမယ်လို့တော့ထင်ပါတယ်ခင်ဗျဟုတ် ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေအရမြန်မာနိုင်ငံအတွင်းရင်းနှီးမြှုပ်နှံထားကြတဲ့တရုတ်၊အိန္ဒိယ၊ထိုင်း၊စင်ကာပူအပါအဝင်ပြည်ပနိုင်ငံတွေကလုံခြုံရေးကုမ္ပဏီတွေထူထောင်ပြီးသူတို့ရဲ့စီမံကိန်းတွေနဲ့ရင်းနှီးမြှုပ်နှံမှုတွေဝန်ထမ်းတွေကုမ္ပဏီတွေကိုကာကွယ်ရေးကြိုးပမ်းလာတယ်လို့ထောက်ပြကြပါရတယ်။အဲဒီလိုပဲရုရှားနိုင်ငံကမြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံရင်ရုရှားလုံခြုံရေးတပ်ဖွဲ့တွေကပြည်တွင်းကိုဝင်ရောက်လာပြီးသူတို့ရဲ့လုံခြုံရေးနဲ့စီမံကိန်းတွေအတွက်ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေထူထောင်နိုင်တယ်လို့ထောက်ပြကြပါရတယ်။တကယ်လို့ရုရှားဟာထောက်ဝဲစစ်ကမ်းမှာရင်းနှီးမြှုပ်နှံမှုတွေလုပ်မယ်ဆိုရင်တော့ရုရှားလုံခြုံရေးတပ်တွေဝင်ရောက်လာ မှန်နေတယ်လို့တရုတ်မြန်မာအရေးလေလာသုံးသပ်သူဒေါက်တာလကျော်စောကစီအန်အိုင်တင်းဌာနကိုပြောပါရယ်။ โอ้တရုတ်လုံယုံကြီးကုမ္ပဏီကြီးကိုသူလက်ခံတာကတရုတ်ကရင်းနှီးမြှောက်နှံမှုတွေကိုကာကွယ်ဖို့ဆိုပြီးခေါ်တာဖြစ်တာ။အဲ့တော့ဟိုတရုတ်ကလည်းအဲ့အဲ့လိုဟာမျိုးတဲသွားတတ်တာရှိပါတယ်။သူအာဖရိကတိုင်းသူအပါကစ္စတန်တို့ဘာလို့မှလည်းဆူတန်တို့ဘာလို့မှလည်းအဲ့လိုသူလုံယုံကြီးတပ်ဖွဲ့တွေဆွတ်ထားတာတွေရောရှိပါတယ်။အဲ့တော့တကယ်လို့ဟိုရုရှားကလည်းအတဝဲစိတ်ကမ်းလာပါလား။အဲ့ဒီမှာရင်းနှီးမြှောက်နှံမှုလုပ်မယ်ဆိုရင်တော့ဖြစ်ကောင်းဖြစ်လာနိုင်တာပေါ့တဲ့။ဟိုကျမသိတယ်လို့ပေါ့နော်။ဟို ရုရှားရဲ့ဟိုနေတတ်တော့ကျမပိတ်မပြီးဘူးတရုတ်ကတတ်တာတော့ဥမာပါကစ္စတန်တို့အာဖရိကတို့သွားတဲ့တတ်တရားတော့သူတို့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကုမ္ပဏီတွေအဲခုနပြောတဲ့သူတို့တီထောက်နေတဲ့တရားဆိုလဲတရားလေးမြန်ကွင်းဆိုလဲလေးမြန်ကွင်းဒီမိုစစ်အဲ့ဒီနေရာဒီမှာပဲသူတို့လက်နဲ့ကင်ဆောင်ပြီးသူတို့ရဲ့ လူတွေပေါ့နော်သူတို့ engineer တွေသူတို့ရဲ့လုပ်သားတွေအဲ့ဒီလုံခြုံရေးတပည့်သူကိုတောင်းပြီးပြောရတယ်ဗျအဲ့ဒီကကြော်လွန်ပြီးထွက်သွားပြီဆိုရင်အဲသူတို့လက်နက်ကင်ထောင်ဝင်မရှိဘူး ရုရှားနိုင်ငံဟာမြန်မာနိုင်ငံမှာစိတ်ကန်းနဲ့ရည်နှချက်ဆက်ယုံတိဆောက်ရေးအပါအဝင်ထပ်ဝဲအထူးစီးပွားရေးဇုံမှာယင်းဒီမြုံနံမှုလက်ဆက်ကနဲ့သဘောတူလက်မှတ်ထိုးလိုက်တဲ့အကြောင်းရုရှားစီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာနက2025ခုနှစ်ဖေဖော်ဝါရီ23ရက်မှာထုတ်ပြန်ခဲ့ပါတယ်။လက်ဆက်ကဥက္ကဋ္ဌပူဇော်မှုကြီးမင်းအောင်လှိုင်ဟာရုရှားနိုင်ငံကိုမလ3ရက်ကစတင်ကတွားရောက်နေပြီးရုရှားသမ္မတပူတင်ရုရှားဝန်ကြီးချုပ်ရုရှားလုံခြုံရေးကောင်စီအတွင်ရင်မှုရုရှားလွှတ်တော်ဥက္ကဋ္ဌတို့နဲ့တိကျစီတွေ့ဆုံဆွေးနွေးပြီးတဲ့နောက်ရုရှားမြန်မာသဘောတူညီချက်ဆဲကူကိုလက်မှတ်ရေးထိုးခဲ့တယ်လို့နှစ်နိုင်ငံပူးတွဲထုတ်ပြန်ခဲ့ပါတယ်။အဲဒီလိုပဲနှစ်နိုင်ငံ ်ကုန်သွယ်ရေးစီးပွားရေးရင်းနှီးမြှုပ်နှံရေးလုံခြုံရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးစက်မှုလုပ်ငန်းတွေတည်ဆောက်ရေးစတဲ့အခြေအနေတွေကိုဆွေးနွေးကြကြအောင်သိရပါပါတယ်။ထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံတို့မှာအခုရက်ပိုင်းအတွင်းနိုင်ငံခြားရွှေပြောင်းလုပ်သားတွေအပေါ်အဖမ်းဆီးကျန်နေပြီးမြန်မာနိုင်ငံသားအများစုဖမ်းဆီးခံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံမှာအခုရက်ပိုင်းအတွင်းနိုင်ငံခြားသားရွှေပြောင်းလုပ်သားတွေအပေါ်အဖမ်းဆီးကျန်နေပြီ မြန်မာနိုင်ငံသားအများစုဖမ်းဆီးခံနေရတယ်လို့တက်ဆိုင်ရာနိုင်ငံတွေကအလုံသမားရေးဆောင်ရွက်နေသူတွေကစီအန်အိုင်သတင်းဌာနကိုပြောပါရယ်အဲ့ဒီဖမ်းဆီးမှုတွေအတွင်းမြန်မာနိုင်ငံသားထောင်နဲ့ချီဖမ်းဆီးထင်းထင်းခံထားရကြောင်းမလေးရှားနိုင်ငံမှာအခုကာလအတွင်းဖမ်းဆီးမှုဟာအကြမ်းဆုံးဖြစ်ကြောင်းမလေးရှားရှိရဲနာဆက်ကနိုင်ရေးကူညီမှုအသင်းမှဥအောင်ကစီအန်အိုင်သတင်းဌာနကိုပြောပါရယ်အော်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ကတော့နိုင်ငံသားနိုင်ငံသားကျင်းစင်နဲ့ကျင်းစင်ရေးဆိုတဲ့ဟာနဲ့ပဲသွားကြတာတော့များများဟာနေနေဖမ်းတာပဲ ပြည်သမအရင်ကတော့ဒီမေရှားဒီလူတွေအောက်ဆုံးချက်ပေါ့ဒီဒီမှာအလုပ်လက်မဖြစ်ဘူးတော့နိုင်ငံသားတွေမှာအလုပ်သမားတွေအလုပ်တွေသူတို့ကိုယ်စီကိုယ်စီရှိကြတယ်ပေါ့ဒီနိုင်ငံသားကြတော့ဒီနိုင်ငံသားအဖြစ်ရမခန့်ကြဘူးဝေးကြီးလာတာရသွားတာတွေအပေါ်အားလည်းပါတာပေါ့အဲ့တော့ဒီမလေးရှားပြည်သူတွေရဲ့ဒီဟိုပါတောင်းဆိုမှုနဲ့ဒီနိုင်ငံသားကိစ္စအကုန်လုံးဟို တော့တမျိုးမကြံပေါ့အကုန်လုံးလိုက်ဖမ်းတော့တာအိမ်လည်းဖမ်းတယ်ဖလက်တွေလည်းဖမ်းတယ်အခုဆိုရင်စက်ယုံတွေပဲဖမ်းတယ်ဟုတ်ရင်းညင်တော့ဆိုရင်တော့စက်ယုံတွေကိုဝင်ခဲ့တယ်ဖမ်းတာမရှိဘူးကိုကစက်ယုံတွေနေတော့တကားကြီးရိုက်ချိုးဖြတ်ပြောဘူးဝင်ပြီးတော့ခန္ဓာရထားပေါ့ဖမ်းတယ်ကားပေါ့ဖမ်းတယ်ပေါ့ကျွန်တော်တို့ဒီနေခဲ့တဲ့နှစ်ပေါင်း30ကျော်ပြီမလေးရှားမှာဒီနှစ်ကဖမ်းအကြမ်းဆုံးပဲပေါ့ဒါကြောင့်မြန်မာနိုင်ငံသားတွေအနေနဲ့ကယူတဆိုင်စင်ကျင်နေထိုင်ကြဖို့တဆိုင်ရနိုင်ငံတွေကအလို့သမားရေးဆောင်ရွက်နေသူတွေကအကြံပြုကြပါတယ် ထိုင်းရဲချုပ်ကထိုင်းနိုင်ငံအတွင်းနိုင်ငံသားတွေရဲ့ဥပဒေနဲ့မညီတဲ့လှုပ်ရှားနေထိုင်မှုတွေကိုစောင့်ကြည့်ဖော်ထုတ်အရေးယူဖို့ဖေဖော်ဝါရီ18ရက်နေ့ကအမိန့်ထုတ်ပြီးတဲ့နောက်မှာတော့9ရက်အတွင်းနိုင်ငံသား6532ဦးကိုဖမ်းဆီးခံခဲ့ရတာပါ။အဲ့ဒီဖမ်းဆီးခံရသူတွေထဲမှာတော့တရားမဝင်ရှေ့ပြောင်းနေထိုင်တာနဲ့ခွင့်ပြုချက်မရှိဘဲနိုင်ငံသားလုတ်ကင်ခွင့်တမ်းမြစ်ထားတဲ့အလုပ်လုပ်ကိုင်းတဲ့မြန်မာနိုင်ငံသား4800ကျော်ကိုဖမ်းဆီးခဲ့တယ်လို့ထိုင်းရဲတပ်ဖွဲ့ကဖေဖော်ဝါရီ26ရက်မှာသတင်းထုတ်ပြန်ထားပါတယ်။ လာမယ့်ကာလတွေမှာဖန်ဆီစစ်ဆေးမှုတွေပုံမများပြားလာနိုင်ဖို့ရှိမရှိမပြောနိုင်ပေမဲ့လေထိုင်းရဲ့ချုပ်ကိုယ်တိုင်အမိတ်ထုတ်ထားတဲ့အတွက်စိုးရိမ်စရာကောင်းတဲ့လက္ခဏာဖြစ်တယ်လို့ထိုင်းနိုင်ငံရှိရွှေပြောင်းအလုပ်သမားရေကိုယူဆောင်ရွက်ပေးနေသူဦးအောင်ကျော်က CNN သတင်းဌာနကိုပြောပါရယ်ကျွန်တော်တို့ထိုင်းရဲ့ချုပ်ကလည်းထိုင်းနိုင်ငံအတွင်းမှာရှိတဲ့နိုင်ငံသားအလုပ်သမားတွေကိုစနစ်ချက်စစ်ဆေးအရေးယူရမယ်လို့ပြောလိုက်တဲ့အကြောင်းပြီးခဲ့တဲ့ပတ်ကပဲလူပေါင်း၉၀၀လောက်ကိုလည်းဖမ်းလိုက်တော့ကျွန်တော်ကြားသိရတယ်အခုချိန်ချင်းနေမျိုးမှာတော့အစောပြောတဲ့ ပထမအတုကတော့ဆာဝဲဆန္ဒကြီးအဒီလူတိပိုင်းအောင်ပါရိုက်တာတို့ဘာလို့ဆာဝဲဆန္ဒကြီးအားလုံးတော့ရကုန်ရပြီဆိုတော့သူတို့တို့ကတော့တိတ်အောင်ပြေမရှိဘူးတို့တော့လုံးလုံးဒီမပုံနေဒီကုမလျှောက်ထားပဲနဲ့ဒီတိုင်းမေးပြီးမှကြောင်းကြောင်းပေါ့ဗျာငွေကြီးမပြည့်စုံလို့ဘာလို့ညာလို့မမှီလိုက်လို့ဆိုတဲ့ပုံစံတွေကိုတော့သူတို့ကဆက်လက်ပြီးရှာဖို့စစ်စစ်နေတဲ့သဘောရှိတယ်နာပါမလားကျော်ပါမလားဆိုတော့ကျွန်တော်တို့လည်းတအားမပြောနိုင်တော့လေထိုင်းရဲ့ချုပ်ကိုယ်တိုင်ထိုင်းနိုင်ငံတို့မှာရှိတဲ့တရားမှုနိုင်ငံသားတွေကို စီဒီရောက်ရှာဖို့စီဒီကြီးပါဆိုတဲ့အမိန့်ထုတ်လိုက်တာတော့ကျွန်တော်တို့အနေနဲ့အမတန်ဆုံးကြောက်တဲ့လက္ခဏာလို့ထင်တတ်မိပါတယ်ဟုတ်တယ်။လက်ရှိမှာမြန်မာနိုင်ငံသားအများစုဟာထိုင်းဆိုရကအတိအမှတ်ပြုလုပ်ပေးနေတဲ့ပန်းရောင်ကက်ခေါ်အလုံသမားကက်တွေကိုပြုလုပ်ဖို့စောင့်ဆိုင်နေကြရပြီးအမည်စရင် name list မှတ်ပုံတင်ထားတဲ့ပထမအဆင့်ကိုသာ PC ထားကြသူတွေအတွက်ကတော့စိုးရင်စရာမရှိကြောင်းလည်းသိရပါဗျ။ဒါပေမဲ့ FIFA 23ရက်မှာနေထိုင်ခွင့်တက်တန်းကုန်ထားတဲ့မြန်မာအလုံသမားတွေဟာလည်းတက်တန်းတိုးခွင့်ရဖို့ကိုစောင့်ဆိုင်နေကြလျက်ရှိတာပါ။ ဒါအပြင်ဖမ်းဆီးတွေကျန်းနေတဲ့အတွက်ထိုင်းနဲ့မလေးရှားနိုင်ငံကိုရောက်နေတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကိုနေရက်ပြန်မပို့ဖို့ပြည်ထောင်နိုင်ငံလန်ဒန်မြို့မှာရှိတဲ့မလေးရှားတန်ယုံနဲ့ထိုင်းတန်ယုံရှိတို့မှာမြန်မာအရေးလှူရှားသူတွေကမတ်လ၄ရက်နေ့ကဆန္ဒပြတောင်းဆိုခဲ့ကြပါသေးတယ်။ရှန်နန်ဒရင်ထဏာရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ ယူကရိန်းနဲ့ရုရှားစစ်ပွဲဖြစ်ပွားနေတဲ့အတိုင်းယူကရိန်းနိုင်ငံအတွင်းရှိကုမ္ပဏီတွေကသူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုဆက်လက်လည်ပတ်နေတဲ့အခြေအနေကိုထိုင်ဝမ်ကလေ့လာနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ယူကရိန်းနဲ့ရုရှားစစ်ပွဲဖြစ်ပွားနေတဲ့အတိုင်းယူကရိန်းနိုင်ငံအတွင်းရှိကုမ္ပဏီတွေဟာသူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုဆက်လက်လည်ပတ်နေတဲ့အခြေအနေကိုထိုင်ဝမ်ကလေ့လာနေကြောင်းထိုင်ဝမ်ထိပ်သီးရာရှိတူကပြောကြားခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ထိုင်ဝမ်ဟာတရုတ်ရဲ့မြင့်တက်နေတဲ့ချင်းချောက်မှုတွေအောက်မှာအရေးပေါ်အစီအစဉ်တွေအတွက်ပြင်ဆင်မှုတွေကိုအချိန်မြင့်လှုပ်ဆောင်နေပါတယ်။အဲဒီနောက်တစ်ချိန်ထဲမှာပဲယူကရိန်းကုမ္ပဏီတွေရဲ့စွမ်းဆောင်ရည်တွေကိုတင်ကန်းစာယူနေတာဖြစ်နိုင်တယ်လို့ကြေညာသူတွေကပြောကြားခဲ့ပါတယ်။တရုတ်ဟာထိုင်ဝမ်ကိုသူ့ရဲ့နယ်နိမိတ်တစ်ခုအဖြစ်ကြေညာထားပြီးမကြသေးမီနှစ်တွေအတွင်းထိုင်ဝမ်ကျွန်းအနီးမှာအကြီးစားစီရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ကထိုင်ဝမ်ပေါ် ော်စီးရင်နဲ့နိုင်ငံရေးဖိအားတွေတိုးမြင့်ခဲ့ပါတယ်။ယူကရိန်းရဲ့အတွေ့အကြုံတွေကိုတင်ယူနိုင်ဖို့ကျွန်တော်တို့မျှော်လင့်ပါတယ်။ယူကရိန်းရဲ့ပုဂ္ဂလိကကုမ္ပဏီတွေဟာစစ်ပွဲကာလအတွင်းမှာအစိုးရနဲ့လူ့ဖွဲ့စည်းအတွက်အခက်အခဲတွေကိုကြကြန့်ခံဖြေရှင်းရမှာဘယ်လိုပုံစံမျိုးနဲ့ပါဝင်ကူညီပေးခဲ့လဲဆိုတာကိုကျွန်တော်တို့လေ့လာတင်ယူဖို့မျှော်လင့်ပါတယ်လို့အမည်မဖော်လို့တဲ့ထိုင်ဝမ်လုံခြုံရေးရာရှိသူကပြောကြားခဲ့ပါတယ်။ယူဘာနဲ့ Microsoft ကုမ္ပဏီတွေအပါအဝင်ယူကရိန်းနိုင်ငံအတွင်းမရှိမဖြစ်ဝန်ဆောင်မှုလုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်ပေးနေတဲ့ကုမ္ပဏီတွေကိုထိုင်ဝမ်ကထောက်ပြပြောကြားခဲ့ပါတယ်။စူပါမားကတ်တွေအနေနဲ့အစိုးရရဲ့ထောက်ပံ့ရေးကွန်ရက်အတွင်းပူးပေါင်းပါဝင်မှု တွေးလူချင်းလို့ဆေးဘက်ဆိုင်ရာရေးပေါ်အခြေအနေတွေအတွက်အငှားကဝန်ဆောင်မှုတွေကိုအဆင်ပြေချုံးမွေ့စေဖို့လှုံ့ဆော်ခြင်းအစရှိတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေအပါအဝင်ယူကရိန်းကုမ္ပဏီတွေရဲ့ idea တွေကိုထိုင်ဝမ်ကလိလာတင်ယူရမယ်လို့ပြောပါတယ်။ထိုင်ဝမ်အစိုးရကရေးပေါ်အခြေအနေမျိုးမှာထိုင်ဝမ်ကုမ္ပဏီတွေရဲ့လုံနိုင်စွမ်းကိုအထောက်အကူဖြစ်စေဖို့အတွက်ထိုင်ဝမ်နဲ့ယူကရိန်းမှာရှိတဲ့ကုမ္ပဏီတွေကိုချိတ်ဆက်ပြီးအကြံဉာဏ်ရယူဖို့လှုံ့ဆော်နေတယ်လို့လည်းထိုင်ဝမ်ရရှိသူကပြောပါတယ်။ကျွန်တော်တို့မှာတိုက်ခိုက်ခြင်းနဲ့စိတ်ဆန္ဒရှိပါတယ်။အခုတော့ကျွန်တော်တို့ကပြင်ဆင်တဲ့စိတ်ဆန္ဒကိုအနီးကပ်လှုံ့ဆော်ရမှာပါလို့အဲ့ဒီရရှိကပြောကြခဲ့ပါတယ်။ယူကရိန်းမှာရုရှား ားရဲ့ cyber တိုက်ခိုက်မှုတွေကိုထောက်ရှုပြီးထိုင်ဝမ်စိုးရအနေနဲ့လက်ရှိအသုံးပြုနေတဲ့ online စနစ်တွေကိုအစားထိုးနိုင်မယ်။အရင်စနစ်တွေထူထောင်ဖို့လိုအပ်တယ်လို့လည်း Ukraine ရှိ American ကုန်သည်ကြီးများအသင်းရဲ့အကြီးအကဲ Andy Hunter ကပြောကြားခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ Trump ရဲ့ဥဆောင်မှုအောက်မှာရေရှည်တီးတန့်တဲ့ငြိမ်းချမ်းရေးကိုရရှိစေရည်အတွက်အလုပ်လုပ်သွားဖို့အသင့်ရှိတယ်လို့ Ukraine သမ္မတ Zelensky ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မိမိအနေနဲ့ Trump ရဲ့ဦးဆောင်မှုအောက်မှာရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးကိုရရှိစေရည်အတွက်အလုပ်လုပ်သွားဖို့အသင့်ရှိကြောင်းလဲယူကရိန်းသမ္မတဇာလန်စကီကပြောတယ်လို့ AP ကဖော်ပြခဲ့ပါဗျ။အဲဒီနောက်ပြီးခဲ့တဲ့သတင်းပတ်အတွင်းအင်ဖီရိုမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့အငင်းပွားခဲ့မှုအတွက်လဲဝန်ထဲကြောင်းသူကပြောပါဗျ။အင်ဖီရိုဟာယူကရိန်းအတွက်အမေရိကန်ရဲ့စည်ရေးအကူအညီတွေဆိုင်ငံ့ချောင်းကြီးညာခဲ့တဲ့နောက်နိုင်ပိုင်းကြာမှာ Trump ကိုဖြောင်းပြနေတဲ့အာထုတ်ကြိုးပမ်းမှုလို့ယူဆခံခဲ့ရတဲ့ဇာလန်စကီရဲ့မက်ချက်စကားတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ဒါပေမဲ့မက်လာ၄ရက်ညပိုင်းမှာပြောကြားခဲ့တဲ့မိန့်ခွန်းမှာတော့စည်ရေးအကူအညီတွေကိုဖျက်တော့ကြောင်းအမေရိက န်ထံကတိုက်ရိုက်အတိပေးအကြောင်းကြားမှုကိုယူကရိန်းကလက်ခံရရှိခဲ့ခြင်းမရှိကြောင်းဇာလန်စကီကပြောကြားခဲ့ပါတယ်။စစ်ရေးအကူအညီရဆိုင်တာနဲ့ပတ်သက်ပြီးအမေရိကန်စီကတရားဝင်အချက်လက်တွေရဖို့အတွက်ယူကရိန်းကဝေးဝင်ကြီးထောင်လန်းရေးအကြီးအကဲတွေနဲ့အမေရိကန်မှာရှိတဲ့ကျွန်တော်တို့ရဲ့တန်တမန်တွေကိုညွှန်ကြားထားပါတယ်လို့ဇာလန်စကီကပြောပါတယ်။ယူကရိန်းနဲ့အမေရိကန်ဟာလေးစားမှုရှိတဲ့ဆွေးနွေးမှုကိုထိုက်တန်ပါတယ်။တစ်ဖက်နဲ့တစ်ဖက်လည်းပွင့်လင်းတဲ့နေရာမှာရှိတင်ပါတယ်။အထူးသဖြင့်စစ်ပွဲဖြစ်ပွားနေချိန်မှာလူအသက်တွေကိုကာကွယ်ဖို့လိုအပ်တဲ့အချိန်မျိုးပါဘောလို့ဇာလန်စကီကပြောကြားခဲ့ပါတယ်။အဲ့ဒီပြင်ဇန်နဝါရီလကလည်းအမေရိကန်ရဲ့ယူကရိန်းစ ရေးအကူအညီအားတကြိမ်ဖြတ်တောက်ခံခဲ့ရကြောင်းအဲ့ဒီအချိန်ကယာယီတာဖြတ်တောက်ခံခဲ့ရတာဖြစ်တယ်လို့သူကပြောပါတယ်။ယူကရိန်းအနေနဲ့အမေရိကန်နဲ့မြေရှားတပ်ထုတူပေါ်ရေးနဲ့လုံခြုံရေးအမခံချက်တွေရရှိဖို့အတွက်တံမိုးကြီးစာချုပ်ကိုလက်မှတ်ရေးထိုးဖို့အဆင့်တင်ရှိတယ်လို့ဇာလန်စကီကပြောကြားခဲ့ပါတယ်။ထရာဟာမက်လာလီယက်ကလွှတ်တော်မှာမင်ကွန်းပြောကြားခဲ့ချိန်မှာသူဟာဇာလန်စကီထံကပေးပို့တဲ့စာတစ်စောင်ကိုလက်ခံရရှိကြောင်းအဲ့ဒီစာထဲမှာယူကရိန်းရဲ့အချုပ်အခြာအာဏာနဲ့လွတ်လပ်ရေးကိုထိန်းသိမ်းရမှာအမေရိကန်ဘက်ကအများကြီးကူညီပေးခဲ့မှုအပေါ်တံမိုးထားကြောင်းရေးသားဖော်ပြထားခဲ့တယ်လို့ထရန့်ကပြောကြားခဲ့ပါတယ်။ ဒေါ်လာ52ဘီလီယံတန်မိုးရှိ Chase Bear အဥပဒေကိုပယ်ဖျက်ဖို့ Trump ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအရင်သမ္မတဂျိုးဘိုင်ဒန်ရဲ့ဤပညာမူဝါဒတွေကတခုဖြစ်တဲ့ Chips ပြအပ်ဥပဒေကိုဖျက်သိမ်းဖို့တိုက်တွန်းခဲ့လို့နေကေးအရှာကဖော်ပြခဲ့ပါတယ်။ထရန့်ဟာမလ၄ရက်ညပိုင်းကဒုတိယတက်တန်းအတွက်လွှတ်တော်မှာပထမဆုံးအကြိမ်မိန့်ခွန်းပြောကြားရမှာအဲ့လိုတိုက်တွန်းခဲ့တာဖြစ်ပါတယ်။မကြသေးမီကဂျပန်ရဲ့ SoftBank ၊ထိုင်ဝမ်ရဲ့ TSMC လိုနိုင်ငံပေါင်းစုံမှဖွင့်လှစ်ထားတဲ့ဤပညာကုမ္ပဏီတွေဟာအမေရိကန်မှာယင်းနှိမ့်ညံ့မှုအသစ်တွေပြုလုပ်ဖို့ကြီးညာခဲ့ကြတယ်လို့ထရန့်ကပြောပါတယ်။ အဲ့ဒီလိုနီးပညာကုမ္ပဏီတွေကိုဆွဲခေါ်ဖို့ဒေါ်လာဘီလီယံချီကုန်ကျမဲ့အဥပဒေမျိုးမလိုအပ်ကြောင်းထရန်ကပြောပါရယ်ပြည်ပကုမ္ပဏီတွေကိုကျွန်တော်တို့ပတ်စံနေထမ်းမပေးတော့ပါဘူးခမားတို့ရဲ့ချစ်ပြအဥပဒေကတော်တော်ဆူရပါတယ်ကျွန်တော်တို့ကဒေါ်လာဘီလီယံချီပေးနေရပါတယ်ဒါကအတိတ်ပဲလုံးဝမရှိဘူးလေလို့ထရန်ကပြောကြခဲ့ပါရယ်2022ခုနှစ်ကပြဋ္ဌာန်းခဲ့တဲ့ဘိုင်ဒန်လက်မှတ်ရေးထိုးခဲ့တဲ့အဲ့ဒီအဥပဒေကိုအထက်လွှတ်တော်မှအတည်ပြုဖို့မဲခွဲဆုံးဖြတ်ခြင်းအတွင်း Republican အမတ်18ဦးကထောက်ခံမဲ့ပေးခဲ့ကြပါရယ်အဲ့ဒီဥပဒေအရအမေရိကန်နိုင်ငံအတွင်းတပိုင်းလျက်ကိုပြစ်စီထုတ်လုပ်တဲ့စက်ယုံတစ်တေထူထောင်တဲ့ မီတွေကိုအမေရိကန်ကထောက်ပံ့ကြေးပေးဖို့အတွက်ဒေါ်လာ39ဘီလီယံရထားခဲ့ပါတယ်။ဒါပေမဲ့လည်းဘိုက်ဒန်အစိုးရအဖွဲ့တက်တမ်းမကုန်မီအဲ့ဒီထောက်ပံ့ကြေးပေးဖို့ရထားတဲ့ဒေါ်လာ39ဘီလီယံထဲကအများစုကချစ်စပြားထုတ်လို့ရေးကုမ္ပဏီတွေကိုထောက်ပံ့ပေးဖို့ကတိပြုခဲ့ပြီးဖြစ်တာကြောင့်စာချုပ်တွေလည်းချုပ်ဆိုခဲ့ပြီးဖြစ်ပါတယ်။ဥပမာအဖြစ်အဲ့ဒီအဥပဒေအရ TSMC ကုမ္ပဏီကအမေရိကန်မှာချစ်စပြားထုတ်လို့ရေးစက်ရုံတက်ဆောက်လို့ဖို့အတွက်အမေရိကန်အစိုးရထံကရရှိမဲ့ထောက်ပံ့ကြေးစုစုပေါင်းဒေါ်လာ6.6ဘီလီယံတွေကဒေါ်လာ3.5ဘီလီယံကိုလက်ခံရရှိခဲ့ပြီးဖြစ်ပါတယ်။ ။ရှန်နိုင်တင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးပါမယ်။ PSG အသင်းကိုတကောကုမရှိတဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိ16ကျောင်းအဆင့်ပထမအကြိမ်ပွဲစဉ်မှာအကောင်းဆုံးလက်စွမ်းပြသနိုင်ခဲ့တဲ့လီဗာပူးအသင်းကိုယ်သမားအယ်လီဆန်ကသူ့ဘဝရဲ့အကောင်းဆုံးဆန်းဆောင်ရေးလို့ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လီဗာပူးအသင်းက PSG အသင်းကိုတကူကူမရှိနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိ၁၆ကြောက်တင်အဆင့်ပထမကြော်ပွဲစဉ်မှာအကောင်းဆုံးလက်ဆွမ်းပြသနိုင်ခဲ့တယ်။လီဗာပူးကိုယ်သမားအယ်လီဆန်ကသူ့ဘွားရဲ့အကောင်းဆုံးဆန်းဆောင်ရည်လို့ပြောခဲ့ပါဗါးအယ်လီဆန်ကကျွန်တော်ဘွားရဲ့အကောင်းဆုံးဆန်းဆောင်ရည်ဖြစ်နိုင်ပါတယ်။ PSG အသင်းနဲ့ကစားရတာခက်ခဲမှာဖြစ်ပြီးဒီအတွက်အဆင့်တင်ဖြစ်ရမယ်ဆိုတာနီးပြကကျွန်တော်တို့ကို ပြောပြထားပါတယ်။သူတို့ကိုအခွင့်အရေးတွေအများကြီးပေးခဲ့ပေမဲ့အသင်းရဲ့ကြိုးစားအထောက်အမှုကကျွန်တော်အလို့ကိုပို့ပြီးတွေ့ကူစေခဲ့ပါတယ်။နောက်ဆုံးမှာကျွန်တော်တို့တွင်ကိုရခဲ့ပြီးအလွန်ကောင်းမွန်တဲ့ညဖြစ်ခဲ့ပါတယ်လို့ TNT Sports ကိုပြောခဲ့တာပါ။ PSG အသင်းအားဒီပွဲစဉ်မှာ၉ပေါက်ကန်သွင်းမှု28ကြိမ်၉ပေါက်တည်းမှု10ကြိမ်အထိရှိခဲ့ပေမယ့် Alisson က Liverpool အသင်းကိုမပေးရအောင်အကောင်းဆုံးသွန်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ Alisson ကဒီပွဲမှာပြသခဲ့တဲ့သွန်းဆောင်ရည်ကြောင့်အကောင်းဆုံးကစားသမားဆုကိုလည်းရရှိခဲ့တာပါ။ဒီပွဲမှာ Liverpool အသင်းအား၉ပေါက်ကန်သွင်းမှု2ကြိမ်နဲ့၉ပေါက်တည်းမှု2ကြိမ်သာရှိခဲ့ပေမယ့်အသင်းကိုရယူနိုင်ခဲ့ပြီးဒုတိယအကြော့အတွက်အားသာချက်ရယူနိုင်ခဲ့တာပါ။ Liverpool အသင်းနီးပြ Anis Lo ကအသင်းအနိုင်ရရှိဖို့အတွက်မလဲကူတဲ့ဒီပွဲမှာလက်စွမ်းပြသနိုင်ခဲ့တဲ့ကိုသမား Alisson ကိုချီးကျူးခဲ့ပြီးကမ္ဘာအကောင်းဆုံးကိုသမားလို့ ို့ပြောခဲ့ပါတယ်။ကနဝင်ကုသမကြီးတူဖြစ်တဲ့ကက်စပါရှမိုက်ကယ်ကအယ်လ်ဆန်ဟာသူ့ဘဝမှာမြင်တွေ့ဘူးသူများအကောင်းဆုံးကုသမတွေတဲ့ကတူးလို့မှတ်ချက်ပေးခဲ့ပါတယ်။ PSG အသင်းနီးပြလူးဝစ်အင်ရစ်ကတော့ဒီပွဲမှာသူတို့ကလီဗာပူးအသင်းထက်အများကြီးကောင်းမွန်ခဲ့ပြီးဒီပုံစံအတိုင်းဒုတိယအကြိမ်မှာကစားနိုင်ရင် quarter final ကိုတက်နိုင်ဖို့အခွင့်အရေးရှိတယ်လို့ပြောခဲ့ပါတယ်။လီဗာပူးနဲ့ PSG အသင်းတို့ရဲ့ဒုတိယအကြိမ်ပွဲစဉ်ကိုမလ၁၂ရက်မှာ Anfield ကွင်းမှာရှင်ပိုင်သွားမှာဖြစ်ပါတယ်။ ရှန်လာဒင်းထနာရဲ့2025ခုနှစ်မတ်လ6ရက်နေ့အတွက်နောက်ဆုံးရရှိခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုရပေးသူများအားလုံးစိတ်ချမ်းသာကိုကြံပါကြပါစေခင်ဗျာ။